ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုဒီနေ့တင်မာကတော့ social grammar and use စာအုပ်အနည်းရောင်ရဲ့ unit 9ဖြစ်ပါတယ်ဒီ unit 9မှာ verb to have အကြောင်းကိုပြောထားတယ်ပေါ့နော်ဆိုတော့ verb to have ကိုပြန်ပြီးတော့နှုတ်ပြပါမယ် verb to have ဆိုတာက has have had သုံးမျိုးရှိပါတယ် had had ကတော့ verb to ပေါ့ဗျာ has ရယ် have ရယ်ကတော့ verb 1ပေါ့နော် has has ကကြတော့သူက subject she has subject အနည်းနဲ့တွေ့တယ် HIV ကတော့ shared subject အများနဲ့တွေ့တယ်เนาะအဲ့တော့ဒီမှာ back to have ကအဓိပ္ပာယ်ကဘာလဲတော့မှာရှိသည် ပိုင်ဆိုင်မှုကိုပြောတဲ့မှာရှိသည် ကျွန်တော်မှာဘောပင်တစ်ချောင်းရှိသည်ကျွန်တော်မှာကာဒစီရှိသည် ကျွန်တော်မှာညီမတစ်ယောက်ရှိသည် သူ့မှာအိမ်တစ်လုံးရှိသည်သူ့မှာစာအုပ်တအုပ်ရှိသည် ကျွန်တော်တို့မှာအိမ်တစ်လုံးရှိသည်စသဖြင့်ပေါ့နော်ဒီလိုမျိုး ရှိသည်မှားရှိသည်မှားရှိသည်မှားရှိသည်ဆိုတဲ့ပိုင်ဆိုင်မှုကိုပြောတာနော်အဲ့တော့အခုဒီမှာပြထားသလိုပေါ့ I have a car အဓိပ္ပာယ်တည်တယ်နော်ကျွန်တော်မှာ garage ရှိသည် I have got a car ကြတော့အဲ့မှာဒီအခန်းကိုမတင်ထားလို့ရှိရင်တော့စိတ်ထဲမှာစဝေစဝါလေးမတိချာသလိုလေးဖြစ်တာပေါ့နော် have got ကလည်းသူကမှားရှိသည်အဓိပ္ပာယ်ထွက်ပါတယ် အတူတူပဲလားဆိုတူတယ်ဘယ်နေရာမှာသုံးလဲဆိုရင်နှစ်မျိုးလုံးကိုစိုက်တဲ့နေရာသုံးစိုက်တဲ့အချိန်နေမှာသုံးရတယ်ဒါပေမဲ့သုံးပုံသုံးနည်းမှန်ဖို့တော့လိုတယ်အဲ့ဒါလေးကိုတော့တစ်ချက်ထပ်ရှင်းပြမယ်နော်အခုဆိုပါတော့ I have a car I have got a car ဘယ်ဟာကြီးရရတယ်နော်သူ့မှာညီမတစ်ယောက်ရှိတယ် he or she ပေါ့ he သူ့မှာညီမတစ်ယောက်ရှိတယ်အဲ့လိုမရေးချင်ဘူး ဲ့လိုရေးလဲအတူတူပဲအသေးပဲအတူတူပဲနောက်တစ်ခုကကျမမှာရေးစားမရှိဘူးကျမမှာရေးစားမရှိဘူးကျတာဖြစ်တယ် why front တော့ရှိတယ် why front တော့မရှိဘူးနောက်တာပါဟောအဲ့ခါကျလို့ရှိရင် half cone နဲ့ရေးမယ် half cone နဲ့ကျတော့အဲ့တော့သုံးပုံသုံးနည်းမှန်တယ်မှန်ဖို့ဆိုရင်အဲ့ဒါကိုပြောချင်တာနော်အငင်းလုံးမယ်ဆိုရင်သူက main ဘက်ဖြစ်နေတော့အကူရှာရတယ် ဒါမိကွန်းလို့အငင်းလို့တဲ့အခန်းမှာတော့ပြန်ကြည့်လို့ရတယ်နော်အဲ့တော့အခုရှာတော့ do dash လိုက်ရှာ do တော့မလား dash တော့မလား do ဘာဖြစ်လို့လဲ share subject ကအနေအများမလို့ i will you တွေကအများလို့သတ်မှတ်ထား i don't have a boyfriend okay ဒီမှာကျတော့ have got have got ဆိုတဲ့အတွက် not လေးတက်လေတက်လိုက်ရုံပဲ i have not got a boyfriend အဲ့ဆိုရင်မေကွန်းလုံရင်ရောမေကွန်းလုံရင်အကူဘက်ကိုရှစ်ထုတ် Do you have a boyfriend? question မလေးတက်ပါနော်အဲ့တော့ဒီ have gone နဲ့ have go ကိုမေကွန်းလုံးကြည့်မယ် Have you got a boyfriend? အဲ့ဒါပဲအဲ့လိုလေးမှောင်လေးတော့သုံးဖို့လိုတယ်ကျန်တာတော့အတူတူပဲနော်ဆိုတော့ဒီခန်းလေးကတော့ဒီလောက်ပဲတည်စရာလေးထွန်းစံတိုင်းဒီအခန်းထဲကဒီအခန်းထဲကနေပြီးတော့ကျွန်တော်ရှင်းပြစရာရှိတယ်ရှင်းပြမယ်နော်โอเคကျွန်တော်တို့စကြည့်အောင်ပါနော်ဒါ unit 9 i have i have got ဘာကွာလေးပေါ့เนาะအဲ့တော့အောက်မှာသူကထုံးစံအတိုင်းတခါတည်းသူကရှင်းလင်းချက်လေးတွေထည့်ပေးထားတယ် i have we have, you have, they have, he has, she has, it has. mà chỉ đi, Chana mashi di, chana ro mashi di, te mashi di, teno mashi đâu mà chỉ đi, tu mà 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 chỉ đi, tu mashi di, duma mashi di, lakao mashi di. gì ye jine ya luôn, lo, chana ro have ko gì ye jine ya. Atebe du du we. I have got, we have got, you have got, they have got, he has got, she has got, it has got. Let me tell you. Eri, have got to. has god ကိုအတူကောက်ရေးမှရှင်လေ i foster we god we foster we god အဲ့လိုမျိုးအတူကောက်လေးတွေရေးလို့ရတယ် you foster we god နော်ဒါမျိုးလေးတွေရေးလို့ရတယ်ခြေတလူကြီးနော်အဲ့တော့ဒီမှာပုံထဲမှာအမျိုးသမီးတယောက်သူဘာလုပ်နေလဲဆိုတော့ဒီမှာခေါင်းကိုသူကင်ပြီးတော့ပြောနေ i've got a headache သူခေါင်းကိုက်တယ်နော်ခေါင်းကိုက်တာအဲ့လိုပြောတာနော်မှတ်တာနော်ဒါအခြေခံကလူတွေ ခါလေဒီလိုမျိုးရွှေရှင်းလွယ်ကူတဲ့အခြေခံစကားလုံးတွေအားစာသူတို့ခေါင်းထဲမှာကရုပ်တဲ့ပုံမှန်တာရှိတယ်ဒါကအင်္ဂလိပ်မှာအဲ့လိုပြောလို့ပြောတာရှိတာဒါလေးမှတ်ထားပါနော်နည်း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 စူရတော့ကျွန်တော်တို့အခုမှအခြေခံနေစလုပ်တဲ့အခါမှာမှတ်စရာတွေအများကြီးရှိတယ်ကျွန်တော်တို့တချို့ဟာတွေဆိုလို့ရှိရင်နှုတ်ထဲမှာချမှတ်ထားတချို့ဟာတွေဆိုလို့ရှိရင်ကိုယ်မြင်တာတဲ့နေရာမှာစာပေလေးနဲ့ရေးပြီးတော့ကတ်ထားနော်အများကြီးမြင်နေရအဲ့ဒါဆိုရင်မမေ့တော့ကျွန်တော်လည်းအင်္ဂလိပ်စာကို စပြီးတော့လုတ်ခဲတော့ဘာလို့မေ့တယ်လေအရင်များတော့အမှတ်စရာတွေများတော့မေ့တယ်နှုတ်ထုတ်တယ်ဘာလို့နေရည်ဒီမှာရှောက်ရည်ထားတယ်နော်အဲ့လိုမျိုးရည်ပါမှတ်ပါကျိတ်ကိုယ့်ရဲ့ကျိတ်တဲ့နည်းနဲ့မှတ်ပါနော်အဲ့တော့အောက်မှာသူကပေးထားပါတယ်ဒီမှာ I have blue eyes ငါမှာမျက်လုံးပြပြတွင်ရှိတယ် I've got blue eyes ဘယ်အရေးကြီးတူတူပဲလို့ပြောချင်တာနော်နောက်တစ်ခုက Tom has two sister Tom မှာ sister နှစ်ယောက်ရှိတယ်ညီမနှစ်ယောက်ရှိတယ် Tom has got two sisters to do it. Our car has four doors. ngaro ka ma daga 4 baw shi has got ba ye ye sera isn't feeling well she has a headache To khong has got a headache ba ye they like animals they have a horse three dogs and six cats tu ma myin da gao khwe thong gao ne chang 6 gao အဲ့တော့ half ကိုနေရရအဲ့တော့အငင်းလုံးမယ်ဆိုပါတော့ negative လုံးမယ်ဆိုပါတော့ half ကိုလုံးမယ်ဆိုရင် i don't have we don't have you don't have they don't have he she is ဆိုရင်တော့ he she it ကို doesn't ပေါ့မှာ half နောက်တစ်ခုက half ကိုလုံးမယ်ဆိုလို့ရှိရင်တော့ have not has not အဲ့လိုမျိုးလေးညရမယ်နော်ကဲအငင်းလုံးတဲ့စာကြောင်းလေးတွေနမူနာကြည့်အောင် i don't have a car အဲ့လိုရေးလို့ရတယ်လို့ i haven't got a car they don't have any children သူတို့မှာကလေးတယောက်မှမရှိဘူး they haven't got any children လို့ပြောရတယ် it is nice it is a nice house but it doesn't have a garden အင်းတော့လာတယ်ကောင်းတယ်ဒါပေမဲ့ဥယျာဉ်မပါဘူးဥယျာဉ်မရှိဘူး it hasn't got to do it now amy doesn't have a job at the moment amy မှာအလုပ်မရှိဘူးတဲ့ amy hasn't got job အဲ့လိုမျိုးရေးလို့ရတယ်နော်နောက်တစ်ခုကမေကွန်လုပ်မယ်ဆိုတော့ဘတ်တူဟပ်ကိုမေကွန်လုပ်လို့ရှိရင်အရှိမပြောခဲ့တယ်လို့ပဲနော်ဒူးတို့ဒတ်စတိုနဲ့ လောက်ရမယ်ဘာလို့ဆိုဘတ်တူဟပ်ကသူက main web ဖြစ်နေလို့เนาะ main web တွေကိုအခုလုပ်မယ်ဆိုလို့ရှိရင် do တို့ dash တို့ dit တို့နဲ့သုံးပါတယ် present ဆိုလို့ရှိရင်တော့ do dash ပေါ့အဲ့တော့ do ကကြတော့ subject အများဆိုလို့ရှိရင် do သုံး subject အနည်းဆိုရင် dash သုံးဒါပဲအဲ့တော့ have တို့ has တို့ပေါ့เนาะ have plus ပဲ3အဲ့တော့ဒီမှာရှိတဲ့ have ကကြတော့ကျွန်တော်တို့အကူဘက်ဖြစ်သွားပြီအဲ့တော့အကူဘက်မိကုံးတို့အငင်းတို့လုပ်မယ်ဆိုလို့ရှိရင်ဆိုပါတော့အငင်းလုပ်လို့ရှိရင် ဒီအကူဘက်မှာ not တက်ပြင်ရပြီမိကွန်းလုံးမယ်ဆိုရင်အဲ့ဒီအကူဘက်ကိုစာကြောင်းရှေ့ကိုပို့လိုက်ဆိုမိကွန်းဖြစ်သွားပြီဒါလည်းမိကွန်းလုတ်တဲ့အခန်းမှာအခြေတဝင်ရှင်းပြထားပါတယ်เนาะ share video တွေတွေ့ကြည့်လို့ရတယ်နောက်လည်းကျွန်တော်ကျွန်တော်ဒီ video မှာ link ချပေးပါမယ်เนาะအဲ့တော့ have i got have you got have we got have they got has he got has she got has it got เนาะအဲ့လိုမျိုးသုံးလို့ရတယ် do you have a camera no i don't Have you got a camera? No, I haven't. Does Helen have a car? Yes, she does. Has Helen got a car? Yes, she has. What kind of car does he have? Duma Have gone a What kind of car has she got? How many children do they have? Duma Have gone a How many children have they got? တို့မှဂလိပနေအောင်ရှိရတယ်။ဟုတ်ကဲ့ဒီနေ့ကတော့သင်ခန်းစာလေးကဒီလောက်ပါပဲ။အားလုံးလည်းကြားကြမယ်လို့ထင်ပါတယ်။အဲ့တော့အနည်းချုပ်ပြန်ပြောလို့ရှိရင် half the verb to have the main verb အဓိပ္ပာယ်ရပါလေ။မှာရှိသည်အဲ့တော့အဲ့ဒီမှာရှိသည်ဆိုရက်ဒီပိုင်ဆိုင်မှုကိုပဲနောက်တစ်မျိုးပြောလို့ရသေးတယ်။ဘာလဲဆိုတော့ have gone နဲ့ပြောလို့ရတယ်။အတိပယ်ကအတူတူပဲ။ဘယ်နေရာမှာနည်းနည်းလေးကြွားသွားနိုင်လဲဆိုတော့မေကလုတ်တယ်အငင်းလုတ်တယ်ဆိုလို့ရှိရင်တော့ ုံးပုံသုံးနည်းလေးတော့ကြွားသွားနိုင်တယ်အဲ့ဒါလေးကိုသတိထားဖို့ပါပဲအားလုံးစီမံကြမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်